အလုံးမင်္ဂလာပါအလုံးမင်္ဂလာရှိတော်နာနဲ့ခင်ဖြစ်ပါစေဆလောဖရားရဲ့ငြိမ်သက်ခြင်းမိသားစုတိုင်းဖရားသခင်ကချစ်တဲ့သားသမီးတယောက်စီတိုင်းပေါ်မှာကျွဲဝါစွာတည့်ရောက်ပါစေဆလောပါကျမ်းမာခြင်းအနာရခြင်းတည့်ရောက်ပါစေအွန်လိုင်းကနေဒီနေ့ကျွန်တော်တို့ ਨੇ အဝေးတနေရာနေကိုကွယ်နေတဲ့မိသားစုတွေလည်းတရိယာပါတယ်အားလုံးရှလုံးလို့၃ချိန်ပြောပါမယ်ခင်ဗျားတို့ကြမ်းမှာသွားမယ်အနာရသွားမယ်1 2 3 Shalom 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 ကျမ်းမှာချမ်းသာပျော်ရွှင်ကြပါစေဘေးကလူချင်းနဲ့လည်းပွားချင်းရိုက်ပါအောင် Shalom ဆိုပြီးတော့ဆရာဒီ 2025ခုနှစ်သာကျွန်တော်ပြပြတဲ့စကားကငါဝိညာဉ်တော်အဖြစ်ဆိုတဲ့အတိုင်းပဲ2025မကလာမယ့်နှစ်ဒီကလာလီ အနာဂတ်အလုံးမှာကျွန်တော်တို့ကိုအောင်မြင်ခြင်းနဲ့ပို့ဆောင်မဲ့ဝိညာဉ်တော်ကျွန်တော်မှာရှိတာဖြစ်ပါတယ်ခဏလောက်စမ်းစာတစ်ပတ်ပတ်အောင်ရှင်ယောဂရကန်ကြီး36 အဲ34အငယ်16ခန်းကြီး34အငယ်16အလုံးဖယောင်းအပေါ်နာလေးပါစဉ်ယေရှုကပါဗျာငါသည်တဲ့ခမည်းတော်ကိုတောင်း၍တဲ့ စူတောင်းပေးမယ်တဲ့ခမေးတော်စီမှာအဲ့လိုတောင်းတဲ့ကဘာပြောမလဲခမေးတော်ဒီတမာတရားကို ပြတော်ဝိညာဉ်တော်တည်ဟူသောတပါသောဥပစ္စေဆရာကိုတင်းတို့နဲ့အတူ အစင်မပြတည်နေစီချင်းကတင်းတို့အားပေးတော်မူမီအာမင် တမာတရားကိုပြသောအရှင်သောဝိညာဉ်တော်ကျွန်တော်ကိုတမာတရားပြဘူးပြဘူးလာတာဖြစ်တယ်ဝိညာဉ်တော်မပါရင်ဘယ်သူကမှတမာတရားကိုမသိနိုင်ဘူးလူကြီးပြောပြောနေတဲ့အတိတရားကတမာနဲ့တိတရားပဲဖြစ်တယ်ဒါပေမဲ့ဝိညာဉ်တော်ဖွင့်ပြတဲ့တမာတရားကသာဝရအသက်ဖြစ်တယ်မပြည့်စည်နိုင်တဲ့အရာကိုပြလာမှဖြစ်တယ် တမတယောက်ပြတော့ဝိညာဉ်တော်တူတော့ဥပစ္စေစီယာဆိုပါလေကုညီတူမသတူငါတို့ကိုဖေးမတူငါတို့ကိုတွန်တင်တူအဲ့ဒီဆရာကြီးဖြစ်တဲ့ဝိညာဉ်တော်ကိုဆရာကြီးကိုတဲ့ဘယ်တော့လဲသင်တို့နဲ့တူအစင်မပြတ်ဆရာမုံတောင်တော့ကတော့လာတယ်သွားတယ်လို့ပြောရဝိညာဉ်တော်ကလာတာပဲလာတယ်မသွားတော့ဘူး အနာနာမှာအများအားရှိတာဖြစ်တယ်အစင်မပြတ်နေစီချင်းကတဲ့တင်တော့အားပြီးတော့မှအလိုပြောမှဝိညာဉ်တော်ကလည်းရှိတယ်ဘယ်တော့မှမစွန့်ဘူးအဲ့ဒီဝိညာဉ်တော်ဘယ်သူလဲခမဲတော်ဒါတော်တန်ရှင်းတော်ဝိညာဉ်တော်သုံးပါးတစုတော့ဖရားမှာတတိယပုဂ္ဂိုလ်ကြီးအနန္တတကုရှင်ကြီးဖြစ်တယ် မေတ္တာရောရှင်ကြီးလည်းဖြစ်တယ်။အရာခတ်သိမ့်ကိုတည်တော်အရှင်လည်းဖြစ်တယ်။အရာခတ်သိမ့်ကိုနားလည်ပြီးတော့စွန့်ဆောင်နိုင်တော်သူလည်းဖြစ်တယ်။ဖွင့်ပြနိုင်တော်သူဖြစ်တယ်။ကျွန်တော်တို့ရဲ့လူလီတီးမရှိအောင်စောင့်မနိုင်တော်ဝိညာဉ်တော်ဘုရားဖြစ်တယ်။အာမင်။ဆိုတော့အဲ့ဒီဝိညာဉ်တော်ဘယ်သူနဲ့ရှိလဲ။တယောက်စီနိုင်နေရှိတယ်ဖြစ်တယ်။ဒီနေ့အဲ့ဒီဝိညာဉ်တော်ကျွန်တော်တို့ကိုကူညီဖို့လမ်းပြဖို့ ကျွန်တော်တို့ကိုချီးမြှောက်ဖို့ကျွန်တော်တို့ကို အောင်မြင်ခြင်းပေးဖို့လာတယ်တကယ်လဲလာတယ်တကယ်လဲသူ့ကိုအတိမတ်ပြုလို့နားလဲတယ်ဆိုရင်တကယ်လဲအောင်မြင်ခြင်းပေးတာဖြစ်တယ်အာမင်ဆိုကျွန်တော်ရဲ့အမှုတော်ဆောင်ခြင်းမှာအခုဟိုဂျေဇုတော်ကြောင့်အထက်အလျောက် အောင်မြင်လာပါပြီတို့ပြောရမှာပေါ့အဲ့ဒါဘာကြောင့်လဲလို့ကျွန်တော်စဉ်းစားတဲ့အခါ ဆူတောင်းတဲ့ကောင်ကျွန်တော်ဘာဒီလိုအောင်မြင်ဖို့ဘာအစွမ်းရှိတယ်ဘာပညာရှိတယ်ဘာရည်ချင်းရှိတယ်အလောက်ကြီးမရှိပါဘူးကိုကိုကိုလက်တည်ပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောနေတဲ့စကားတွေအသက်ရှင်စေတာတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်ကျွန်တော်ပြောနေတဲ့စကားတွေ ။တကူပြီးတော့ဝိညာဉ်တော်ဘုရားဖြစ်တယ်။အာမင်။ကျွန်တော်စီမံခန့်ခွဲရတယ်ဘာလို့တဲ့အခါမှာမတော်ပါဘူး။စီမံခန့်ခွဲမှုမတော်ပါဘူး။ဒါပေမဲ့ကျွန်တော်ကမတော်ပြီမဲ့ဝိညာဉ်တော်တော်တယ်။အာမင်။ဆရာအခုလှုပ်လီသမျှမှာအခုထိ မထင်နိုင်လောက်အောင် အောင်မြင်ခြင်းပေးတာဝိညာဉ်တော်ဘုရားဖြစ်တယ်အာမင်ကျွန်တော်နင်းနေလေးပြောရင်အများကြီးအောင်မြင်မှုတွေကျွန်တော်တွေ့ရတာမျိုးဘာဖြစ်လဲမမြင်ရတဲ့ဝိညာဉ်တော်ကျွန်တော်ကိုစားလှုပ်ရှားနေတာမမြင်ရတဲ့ဝိညာဉ်တော်ကကျွန်တော်ကိုစားလူတွေကိုနိုးဆော်နေတာလူတွေကတက်ကြွစွာလှုပ်ကြတယ်အာမင် ပျော်ရွှင်စွာလှုပ်ကြတယ်အလုတ်ကိုပြီးစီအောင်ဝိုင်းလုတ်ကိုပေးကြတယ်ကျွန်တော်ကအစပြုတဲ့လူဆိုပေမဲ့အစပဲပဲစကားပြောတာကျန်တာအကုန်လုံးကျန်တဲ့လူတွေကအကုန်လုံးလှုပ်သွားတယ်အနောစီယာအဲ့ဒါဘာကြောင့်လဲဝိညာဉ်တော်သူတို့ကိုလှုံ့ဆော်တယ်လှုပ်ချင်တဲ့စိတ်ရှိအောင်တက်ကြွဆုံးလှုပ်နိုင်တဲ့စွမ်းရည်ကိုပေးတယ် ဆိုဒီနေ့ချစ်တော်ညီကောင်မတော်တို့ခင်များကို အောင်မြင်ခြင်းပေးဖို့ခင်များကိုကူညီမဲ့ဥပိ္ပဇေဆရာကြီးကဝေးဝေးမှမရှိဘူးခင်များအแทမှာရှိတယ်အာမင်ခင်များသားမှာရှိတယ်အာမင်အာမင်ဒီအမှုတော်မြတ်တဲမှာလည်းအောင်မြင်တယ်လို့လောကီစီးပွားရဲ့အတွက်လည်းဝိညာဉ်တော်ပါလာရင်တော့လွယ်လွယ်လေးပဲပပလီနဲ့အောင်မြင်မှာသားကြီးမပင်ပန်းရအောင် 这路人人家说，时间是要特别的，哦，粗叉叉哦，吹粗打大都打到三十片？时间是要特别的，爸爸说粗大也没，爸爸说粗沙呀没，粗细呀没，但是阿公老么搞那么些打阿那边，那边没，故意粗沙内伊木奈嘞巴妈么屁股。 အခုကျွန်တော်ဝိညာဉ်တော်ကိုကျေးဇူးတော်အပြင်လုံးဝမြေကိုတက်လာတဲ့အခါမှာပေါ့ပေါ့လေးနဲ့အောင်မြင်ခြင်းနေရှိတယ်။မဟုတ်ဘူးကျွန်တော်အားကိုတဲ့ဝိညာဉ်တော်ကအနန္တတကူရှင်ကြီးလေး။တတ်နိုင်တော်ရှင်ကြီးလေး။အလွန်ပညာရှိတဲ့ဝိညာဉ်လေး။အဲ့ဒီဝိညာဉ်တော်နဲ့တွာလာကြပါလို့မာခဲ့ခြင်းပါလေ။ အဲ့ဒီဝိညာဉ်တော်ခင်ဗျာစီးပွားရေးအောင်မြင်ဖို့လေနီလန်တူမှာရှိပါတယ်ခင်ဗျာအာမင်ဒါလည်းမကောင်းခင်ဗျာမိသားစုကိစ္စလည်းတချို့မိသားစုဒီကိစ္စမှာလည်းအယားစိတ်ပူပန်ကြအယားကြီးစိတ်မပူပန်နဲ့ဝိညာဉ်တော်လှုပ်ရှားရင်ခင်ဗျာကလေးတွေအချိန်တိုင်းရင်တပိပိလိမ့်မလာလိမ့်မယ်အာမင်တိတလာလိမ့်မယ်အာမင် တချို့အာရဆူရိပ်ပူပန်မှုနဲ့ကလေးတွေကိုရိုက်လိုက် ဆုံးမလိုက်ဆူလိုက်တခုခုလုံမြင်မာမာဆူလို့အဲ့ဒါမလို့နဲ့ဒါမလို့နဲ့တခုခုလို့တဲ့ဒါမလို့နဲ့အဲ့လိုမလို့နဲ့အဲ့လိုမလို့နဲ့ဒါပြောလို့တော့ကလေးတွေကငင်းအဲ့ဒါချက်ငိမ့်ငိမ့်ကလေးပဲနေပြီးတော့ဝိညာဉ်တော်၌ဆက်ကပ်ပြေးပါသူဒီလကောင်းပဲအတင်းတော်ကိစ္စမှလည်းပဲတချို့တွေကအရင် တချို့ဒီဘာဖြစ်လို့မအောင်မြင်ဘူးလဲလို့ကျတယ်တချို့တင်းလို့ဆရာတွေကစိုးရိမ်လွန်းလာကြီးလို့အိုးဟူလူကိုစူလိုက်ဒီလူကိုအားမရလိုက်ဘာညာနဲ့ခင်ဗျားရဲ့ဆရာကြီးဝိညာဉ်တော်ကခင်ဗျားကိုစားလှုပ်လှုပ်มาဖြစ်တယ်အာကိုဇန်ပါသူကမလိမ်မာတော့သူကိုလိမ်မာစေတဲ့ဝိညာဉ်တော်မတီတော့သူကိုတီးတတ်စေတဲ့ဝိညာဉ်မတော်တော့သူကိုတော်စေမယ် ်ခင်မလှုပ်လွှမ်းရင်လူတွေပူပြီးတော့အကန့်တက်လာတာမျိုးဖြစ်နေခင်မငြိမ်ငြိမ်နေဝိညာဉ်တော်ပူလှုပ်ရှားလာမယ်အာမင်အာမင်အားလုံးပြောပါငါငါလှုပ်ရှားလွှမ်းရင်ဝိညာဉ်တော်လက်ပိုက်ထိုင်နေမယ်ငါနာမဝိညာဉ်တော်လှုပ်သွားမယ်လက်ကိုတည်းပြောက်ချင်းမမအာမင်ဆိုတော့ကျွန်တော်တခုပြောချင်တာ ဘယ်နေရာမှာဝိဝိညာဉ်တော်ပူစည်းစင်းတယ်ဆိုရင်အေးအေးစည်းစင်းနေရင်ဝိညာဉ်တော်ပူစည်းစင်းတာဖြစ်တယ်အယံပူပင်တော့ကရဖြစ်တဲ့နေရာမှာကြီးစုတော်ကတိတ်မစည်းစင်းလို့နင်းဒီလောက်စိတ်ပူတယ်ဆိုရင်ပူစမ်းกว่าမလောက်ပူနိုင်လဲစောင့်နေအယံကြီးစိတ်မပူနဲ့အေးအေးစည်းစင်းနေရင်ကြီးစုတော်စည်းစင်းတယ်အာမင်အာမင် ကျွန်တော်တခါကပြားကျွန်တော်ဖွင့်ပြတာကလေးလေးတွေမွေးကင်းစကလေးတွေအခုကျွန်တော်ကမြည်ဦးလဲလာရပဲဆိုမွေးကင်းစကလေးတွေကိုအားလုံးကဝိုင်းကယူဆိုင်တယ်မလားတော့ဘာလို့တတ်လို့လဲငိုဖို့ပဲတည်တယ်နှုတ်ဆိုင်ငိုတယ်ဝဲဝဲနဲနေနေသူကဝဲလှုပ်လိုက်တာသမီးသားဆိုအလုပ်ရှုပ်ကုန်ပြီ ဘာမြဖြစ်လဲဘာမြဖြစ်လဲကျွန်တော်တခုနားလဲတာကကိုကဘာမှမလုပ်တတ်လေလေဝိညာဉ်တော်ပို့လို့ရှာတယ်ကိုလုပ်တတ်လို့ရင်ဝိညာဉ်တော်သိမလို့ရှာဘူးအာမင်အာမင်ဒါကြောင့်ကိုလုပ်တတ်တာတွေကိုထားလိုက်အောင်ဝိညာဉ်တော်လုပ်တတ်တယ်ဆိုတာတရားရခိုင်တော့အကုသတ်တို့လိုတယ်အာမင်အာမင်ဟာလေလုယာဝိညာဉ်တော်ညင်တဲ့ချင်းကိုလဲလာယူပေးမယ်နော် အနာရချင်းပါမက ချမ်းမချင်းကိုပေးမယ်ဖွင့်ပြဝိညာဉ်တော် click ဆိုတာဖွင့်ပြချင်းတကူပြပြပြလာပြီစေခင်ဗျာတသက်မှာစားလို့မကောင်းနဲ့ကောင်းကြီးဒီစီစဉ်လာတော့မှာဝိညာဉ်တော်တကတုတိစကားပြောတာအယံကောင်းတာအာမင်ဆရာကျွန်တော်အချိန်ပေါင်းများစွာတပတ်တပတ်မှာအချိန်ပေါင်းများစွာကျွန်တော်တရားဟောရတယ် အချိန်ပေါင်းများစွာတရားဟောရပေမဲ့ကျွန်တော်အချိန်ပေါင်းများစွာဘာဟောရမှလည်းမသိဘူးကျွန်တော်တရားဟောတာဒီပေါင်း90နီးပါးရှိပြီအခုအထိလည်းမမယူနိုင်သေးဘူးမယူနိုင်ဘူးဆိုတာတရားဟောဖို့မရှိတိုင်းစိတ်ပူကစိတ်ပူတာမလွယ်ဘူးလေဘာဟောရမှမသိဘူးတရားဟောတာဟိုဒီဥစ္စာကလည်းလူလာသေးတယ်ဘာလူလဲဟိုဥစ္စာဟောရရင်ပူကောင်းမလို့လို့ ဒီဥစ္စာဟောရင်ပိုကောင်းမလို့လို့စိတ်နှလုံးထဲမှာလူပြီးတော့တခါတခါတိုက်ပွဲဖြစ်နေအဲ့ဒါအခုဒီကိုမယိုးနိုင်ဘူးအဲဆုတောင်းပြီးတော့ဝိညာဉ်တော် အားကိုးတဲ့အခါဝိညာဉ်တော်ညင်ဝချင်းကိုပေးလာတယ်ဟာလေလုယာဆိုတော့တနည်းတော့ကျွန်တော်ဘာနာလေသွားလဲဆိုတော့ဒါစင်ဖျားအလုပ်ကိုဘယ်သူကတကယ်လုပ်တာလဲ ဖယားကလေးကိုဘယ်သူလုပ်လဲလဲလို့ကျွန်တော်စဉ်းစားစဉ်းစားရတယ်ကျွန်တော်တော့နေ့တိုင်းအလုပ်ရှုပ်တဲ့လူမြန်အလုပ်များပါလေဟောရလဲပြောဒါပေမဲ့ကျွန်တော်ဟောဖို့လဲတိလားမတိတဲ့အချိန်တွေပုံများပါလေကျွန်တော်အုံနောက်ကျွန်တော်အတိတရားမဟုတ်မှန်းကျွန်တော်ကောင်းကောင်းတိရဒါပေမဲ့ဒီနေ့ဒီကျွန်တော်ကအသုံးပြုပြီးတော့ဟောနေတာဘယ်သူလဲဆိုဝိညာဉ်တော်ဘုရားဖြစ်တယ်အဲ့မှာကျွန်တော်ကောင်းကောင်းနားလဲတာကဘုရားလုပ်ကိုတကယ်ဘယ်သူလုပ်တာလဲ ဖရားပဲလှုပ်တာဖရားမှုကိုဘယ်လိုပူပြုတ်လဲဖရားပဲပြုတ်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ဖရားမှုဖြစ်ဖြစ်ခင်ဗျားရဲ့လုပ်ငန်းပဲဖြစ်ဖြစ်ခင်ဗျားခင်ဗျားတို့ဒီကျွန်တော်တို့တယောက်စီတိုင်းကယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံရပြီးတဲ့အခါမှာကျွန်တော်တို့အားလုံးကဖရားရဲ့လူတွေဖြစ်သွားပြီကျွန်တော်တို့ထဲမှာဝိညာဉ်တော်ချိန်ဝတ်နေပြီအာမင်ဝိညာဉ်တော်ချိန်ဝတ်နေပြီဆိုတော့ကျွန်တော်တို့ ဒီခုနတခြင်းဆိုငါငါမဟုတ်ဘူးတော့ဘူးဆိုတဲ့အတိုင်းပဲငါတို့ကငါတို့မဟုတ်တော့ဘူးဝိညာဉ်တော့လမ်းပြန်ဝိညာဉ်တော့ပဲ့ပြန်တယ်ငါတို့မထင်တဲ့အရာတွေမမြင်မမျော်လင့်တဲ့အရာတွေခြေလမ်းလမ်းစီတတ်တယ်ဝိညာဉ်တော့ဖျားဖြစ်တယ်ဆရကမှဒါကြောင့်အဲ့လိုလမ်းရင်းလမ်းရင်းနဲ့အခုအတင်းတော့ဆိုရင်မကြခင်38နှစ်တောင်ပြည့်တော့ မြန်မာပြည်တိုင်းတာနဲ့ဆိုရင်တော်တော်လေးကိုကျွန်တော်တိုးတက်ပါတယ်ဟာလေလုယာကဘာနတ်နိုင်ငံတကာမှာတော့ဖြစ်လာတယ်တချို့ဒီကမှာနိုင်ငံတကာမှာတင်းတော်ဒီပိုင်းဖြစ်ဖို့လှုပ်ပြီးတော့ကြိုးစားတဲ့လူတွေရှင်အပြိုင်ရဆိုင်လှုပ်တဲ့လူတွေတောင်ကျွန်တော်ကြားဘူးတယ်ကျွန်တော်ကအပြိုင်ဆိုင်မလှုပ်ဘူးလှုပ်ဖို့လည်းမကြိုးစားဘူးဒါပေမဲ့ဖြစ်ဖြစ်လာတယ်လူတွေကတောင်းဆိုလာတယ် ကျွန်တော်ကလာတိမတ်ပြုပါဦးဘာဘာညာအာမင်အိုးကုမာဟူလူရဲလေဟူနီယမနိုင်အတင်းတော်ရှိငါတို့လည်းတွားရအောင်စပါတချို့တွေကအပြိုင်ဆိုင်တွေလောက်ကြတယ်ကျွန်တော်ပြောမယ်နော်အပြိုင်ဆိုင်လောက်ဆရာမလို့ပါဘူးဖျားတကယ်ခင်ဗျားတဲ့နေရာရှိတယ်ဗျာခင်ဗျားနေရာမဟုတ်တဲ့နေရာမှာတွားလို့ရင်လည်းအောင်မြင်မှာမဟုတ်ဘူးဗျာသူများကလည်း မနာလို့ရှာမလို့ထားလိုက်စမ်းကိုနေရာမှာဖျားထားတဲ့နေရာမှာနေပြီးဝိညာဉ်တော်မှဆာရင်ကျွန်တော်တို့ကအလွန်ကုန်ယူရတဲ့အောင်မြင်ခြင်းနေမြင်တွေ့ရမှာဖြစ်တယ်။ဘာဖြစ်လဲ?တန်ရှင်သောဝိညာဉ်တော်ဆိုတာကကျွန်တော်တို့အောင်မြင်မှုဖျားပေးထားတဲ့ဆရာကြီးဖြစ်တယ်။ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ကိုညီမဆသူဖြစ်တယ်။အာမင်။မဖြစ်နိုင်ဘူးဆိုတော့ဝိညာဉ်တော်မှမရှိဘူး။ မဖြစ်နိုင်တဲ့အသားစီးကိုသူကဖြစ်စေနိုင်တယ်။အုတ်တိုင်းကိုလည်းဖြူခွင်းနိုင်တယ်။တန်မဏိတကားကြီးကိုလည်းအည်ပြောသွန်းစီမယ်။ဘယ်ခက်ခဲဒီခက်ခက်ထန်ပါလိစီဝိညာဉ်တော်မကျော်လွှမ်းနိုင်တဲ့အရာမရှိတာကျွန်တော်ဘုရားမှုတော်ဆောင်တာနစ်ရှီလီပူတည်လာလေ။တချို့ကိစ္စတွေကတော့လောလောဆယ်မောင်မြင်သေးဘူး။မောင်မြင်သေးပြီမောင်မြင်သေးတာပဲဖြစ်တယ်။မအောင်မြင်ဘူးမဟုတ်ဘူး။ ။အာမင်။တချို့ကလုံးလုံးစဲမောင်မြင်သေးတာကိုမောင်မြင်ဘူးလို့ကမောင်မြင်ဘူးမဟုတ်ဘူး။အောင်မြင်ပြီးသားတယ်မဲ့အဲ့ဒီအောင်မြင်မဲ့နေရာကိုငါတို့မရောက်သေးတာပဲဖြစ်တယ်။ The sin be the sin we need not call တော့မှာဖြစ်တယ်။တချို့ကသူထင်တဲ့ချိန်မှာသူမျော်လင့်တဲ့ချိန်မှာမဖြစ်သေးတာနဲ့မအောင်မြင်တော့ဘူးလို့ထင်တဲ့အဖွဲတွေရှိတယ်။ဒါကဘုရားကိုမဆောင်နိုင်တဲ့အဖွဲတွေ။ကျွန်တော်ဘုရားရဲ့လက်တော်ကိုဆောင်ရမယ်လေ။အာမင်။ ကျမ်းစာလေးပါပြောလေကာလချင်းတန်တော့ကဘုရားသခင်ဒီတင်လို့ကိုချီးမြှောက်နိုင်ပါမြဲကြောင်းတကူကြီးတော်လက်တော်အောင်နိုင်မိမိကိုကိုမိမိနှိမ်ချလျက်နေကြတော့ဘုရားသခင်သူ့ချင်းရှိရဲ့အာမင်ယောသတ်ကိုဘုရားသခင်ကအိမ်မက်ယူပါယုံပေးပြီးတော့နိတွင်ချင်းညတွင်ချင်းအဲ့ဒီအိမ်မက်ကိုပြည့်စေတယ်ဘုရားမဟုတ်ဘူးဆက်ခုနှစ်လောင်းဆက်ခုနှစ်လောင်းပြောင်းစားအောင်သူကခံရတယ် ဒါပေမဲ့ဘလူပဲပြောင်းစားအောင်ခံခဲ့ရပေမဲ့နှိမ့်ဆက်ခြင်းတွေမတရားမှုတွေခံပြီးမဲ့ခံခဲ့ပြီးမဲ့ဖျားတတ်မှတ်တဲ့အချိန်ရောက်တဲ့အခါမှာဘယ်သူမှညင်းလို့မရဘူးအပေါ်ဆုံးရောက်သွားတယ်အာမင်သူကိုယမ်းမနာလို့ပြီးတော့သူအိမ်မက်ပြည်ဆုံးမှာကွာယမ်းကြောက်ပြီးတော့သူ့ကိုကျော်နေနေနဲ့ရောင်းစားတဲ့သူ့ကိုကြီးကြီးငတ်လို့ပြက်လို့တုံးတုံးရီရီနဲ့သူ့ရှိမှလာတယ်ရောတတ်မှန်းတော့မသိဘူး ဟာနေတို့တွေထောက်လိုင်းကြီးတွေသူများနိုင်ငံလာလာလူဝက်တဲ့လာရတဲ့ဒေါတာဟောက်လိုက်တယ်အတူတူရတခါရေကုံလုံးပြတ်ဝက်ပြော့စန်ဒီပါအစားတော့လင်းနေနေတဲ့ပါပါရဖို့ရေသူတို့ရဲ့ညီတော်စီမှာဒူးထောက်ခဲ့ရတယ်ညီတော်မန်းတော့မတည်ဘူးဂျောတကတော့တည်တယ်ဒါပေမဲ့ဂျောတကအမုန်းတရားနဲ့မဟုတ်ဘူးသူ့အကိုကြီးကိုမြင်လိုက်သူ့အသက် တော်တော်လေးကြီးကွဲသောနှလုံးသားရှိတယ်။ဒါပေမဲ့ပြီးဆုံးတဲ့ကံပြီးဆုံးတာပဲ။မတတ်နိုင်ဘူး။ဘယ်သူမှမနာလိုလို့လည်းမရအောင်။ဒီနေ့ကျွန်တော်ပြောပါရစေ။တန်ရှင်သောဝိညာဉ်တော်ခင်ဗျားကိုပေးတဲ့အယူပါယုံအပြောက်မခံနဲ့။အာမင်။ပြောက်တလို့လို့ဖြစ်နေတဲ့ယူပါယုံဒီပြန်နိုးစော်ပေးပါအာမင်အာမင်အာမင် ဖျားသခင်ကအဲ့ဒီယူပါယုံပြီးမြောင်ခမည်းကိုပို့ဆောင်တော့မှာဖြစ်တယ်။အဘလူပို့ဆောင်မလဲကျွန်တော်မှနားမလဲဟဲ့ဘင်းနားမလဲလဲခမည်းနားလဲရင် तू ကဖျားမဟုတ်တော့ဘူးလေ။ကိုနားမလဲနိုင်တဲ့နီလာနဲ့ဖျားပို့ဆောင်လာလေ။ယောသလည်းပဲနားမလဲလဲပြောင်းစံအောင်ထောင်ကျလိုက်ဘာလိုက် မလဲမတရားမှုသူများမကြီးမယားကိုစော်ကားတဲ့မတရားမှုနဲ့တော့ အဆွဆွဲခံရတယ်ဘလို့ဆက်ဆရာကောင်းလဲသူမလုပ်တဲ့အရာကြီးကိုဘလို့ပဲဖြစ်ကမတရားမှုတွေခံခဲ့ပါလိစီကိစ္စမရှိဘူးရောက်မဲ့နေရာကိုအရောက်ပို့နိုင်လဲဖျားဖြစ်တယ်အာလူရောငါ့ကိုအရောက်ပို့နိုင်မယ်ဖျားအာမင်ဝိညာဉ်တော်ရှိတယ်ညစ်ကိုတော့ကျွန်တော်တင်းတော်သွတ်မဲမဟုတ်ဘူးမိသားစုတစုဒီဇိုင်းအတွက်ဖျားပြည့်တဲ့ဂျူပါယုံ ရောက်လာလိမ့်မယ်အာမင် တူးစီတိုင်းအတွက်ဘုရားသားတဲ့အရာတွေရောက်လာလိမ့်မယ်ကျွန်တော်အရန်အပိချင်တာအဲ့ဒီဝိညာဉ်တော်ဘုရားကိုအားကိုးပါဖိတ်ခေါ်ပါဆရာတင်ပါကောင်းဆောင်တင်ပါသူ့ကိုစကားပြောပါသူ့ကိုနှုတ်ဆက်ပါဟာလေလုယာအာမင်အာမင်တယောက်နဲ့တယောက်တော့မတူဘူး တယောက်ကတော့အရန်ဆူတောင်းတဲ့တရားတရားမှဒူးတောက်ဆိုကျွန်တော်ကျတော့အရန်ဆူတောင်းတာတွေမလုံနဲ့မလုံဘူးဆူတောင်းနေဆိုတော့ဗာလေဒူးထောက်တာတွေအရင်တော့ဒူးထောက်ပြီးတော့ဒူးပဲအာယုံ ပြုတဲ့ဖွယ်တယ်မှာပါခဲ့ငါဒူးဘယ်တော့အတ္တမသက်ပြီလဲဆိုတော့ဟုတ်တော့မဟုတ်မှန်းသိတာနဲ့အဲ့ဒါမျိုးမလို့တော့ကျွန်တော်ကအခုအိတ်တဲ့အပိုင်းမှာသာဝင်အေးစေးတယ် ျွန်တော်ကသူ့ယူကြပါလို့တော့မပြောလို့ပါဘူးတယောက်နဲ့တယောက်မတူတော့လေကျွန်တော်အိပ်ပြီဆိုရင်အိပ်ပြလိုက်တာပဲတယင်းနိုးတာနဲ့ဝိညာဉ်တော့ကျွန်တော်စကားပြောတတ်တယ်ဒါကြောင့်ကျွန်တော်တယင်းနိုးတဲ့အခါမှာကျွန်တော်အကောင်းဆုံးအချိန်ခဏစဉ်းစားဝိညာဉ်တော့စကားပြောနေပြီဘာဟောရမလဲဘယ်လိုတွေးရမလဲ ။ဒါကြောင့်ခင်ဗျားကျွန်တော်သတိပေးခြင်းတရင်နိုးတဲ့အခါတိုင်းချက်ချင်းကြီးမထမထဘူးဒါကျွန်တော်ရဲ့အတွေ့အကြုံပြောတာပါ။ခင်ဗျားဥစ္စာနဲ့ကိုက်ချင်မလားကိုက်ကိုက်မှာပေါ့။ဝိညာဉ်တော့တရင်နိုးတော့ကနိုးစောတော်မူမီသိတတတွန်တင်လန်ပြမူမီအာမင်တရင်နိုးတဲ့အခါမှာနိုးစောတယ် จโนยงจีดาตะคุกะรอพยายธิแกจโนรกูอายันจีเป็นปานบุมขอบุจโนรกูอนายาบุขอราคนนี้วิปินปานรตัวปองรู้อาจารย์รู้ลาจารองอาตบู ติงวิทันจารองอาตบูดิทันเวงอาวุลเล่ปอยงาดินุยันติงมุ่งใจารอสิทธิบอชีงาทานในนิกันจารอเตนุดีเตตายายามะจโนกูพยาเยชูอาขอราเป็นปานบุขอราบุเตตาบุขอรา တချို့ဒီနေ့ခြေစုတော့ခင်မှာပဲနေသေးတယ်ပင်ပန်းဘူးပဲဟောနေတော့လေလူတွေဖွဲ့နေရှိတယ်ဟောကြပါစီဘလောက်ပေါင်းကြည့်ရလဲတော့မကြည့်ဘူးကျွန်တော်တော့အနာယူကြပါလို့ပဲပြောချင်တယ်စိတ်ရောကိုယ်ရောနာအေးရောအေးတရင်နိုးတဲ့ကောင်မှာဝိညာဉ်တော့ဗာပြောတယ်လေဝိညာဉ်တော့ဗာနိုးစော်တယ်လေအตาလေးနားထောင်အာမင် ဝိညာဉ်တော်နဲ့မိတ္တာရဖွဲ့စကားပြောတော့မခင်မပြကနေမြန်မြန်မပြောရင် तू ပြောတာနားထောင်အကျံလေလာပြေးလိမ့်မယ်ဘာလို့ရမလဲဆိုခင်မခြီလန်းနေဖွင့်ပြတယ်ဒါလည်း तू မြတ်စကားကိုလဲဝိညာဉ်တော်ခင်မကိုလာပြောတဲ့အရာတိုင်းကလူတွေလည်းအသေးစိတ်သွားပြောစရာမလိုပါဘူးအာမင်ခင်မပဲတည်ဘူးဖြစ်တယ်တချို့ကိစ္စတွေက ခင်ဗျားကိုဖွင့်ပြတဲ့အရာအကုန်လုံးလူတွေကိုရှောက်ရှောက်သွားမပြောနဲ့ကိုတိပြီးတော့ကွယ်လက်တွေ့အကောင့်တယ်ပါဘူးနဲ့အာမင်အာမင်လူအမှထုတ်ပြောမလွတ်ရင်မပြောနဲ့အောင်ကိုနဲ့ဝိညာဉ်တော်ကြားထဲမှာအာမင်တချို့ကအကုန်လုံးပြောဘူးစင်မဟုတ်ပြောတဲ့နာရှိတယ်မပြောတဲ့နာရှိတယ်အာမင်အာမင် ဒါကြောင့်မို့တန်ရှင်းသောဝိညာဉ်တော်နဲ့အကျွမ်းတဝင်နေကြပါလို့ပဲမှတ်ချက်ပါတယ်အဲ့ဒီဝိညာဉ်တော်နဲ့အကျွမ်းတဝင်ဖြစ်ရင်ဝိညာဉ်တော်ရဲ့တာဝန်ကပါလေခင်ဗျားရဲ့အနာဂတ်ကိုပဲစက်သွမ်းလဲသူလမ်းပြလိုက်မယ်သူကသူ့အလူလျောက်မပြောဘူးတဲ့ယေရှုကငါဆရာကြီးကြားတပြားတဲ့ဟူလဲလာပြောလိုက်မယ်ပြီးတော့ငါဘုံကိုလည်းထင်ရှားစေမယ် ဝိညာဉ်တော်ရဲ့အဓိကတော်ဟာယေရှုရဲ့ဘုန်းတော်ထင်ရှားလာပါပြီ။အကြောင်းယေရှုနဲ့ပါတာ၍ချစ်ကြွမ်းဝင်စေမယ်။ယေရှုကိုပို့၍နားလည်စေမယ်။ပို့ပြီးတော့အအနာယာယင်းနဲ့ဖွင့်ပြချက်တွေရပြီးတော့ပေါ်ပါလန်းဆန်းတဲ့အခွင့်အဘေးအနီလာလဲစေ။တန်ရှင်သောဝိညာဉ်တော်ဆင်းနေလာတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ဖျားတဲ့ကျွန်တော်စကားပြောတယ်။2025ခုနှစ် ငါဝိညာဉ်တော်အဖြစ်အောင်မြင်မယ်ဝိညာဉ်တော်ပါလာရင် မမျော်လင့်နိုင်တဲ့အရာကြီးတွေခင်ဗျားလှုပ်သွားမှာဖြစ်လေဟောဖြစ်နိုင်ပါမလားဆိုတာဒီကနေရာယူသွားမှာဖြစ်လေဟာလေလုယာအာမင်အာမင်ဂျမ်းမချင်းနေနေရာယူမယ်ဝိညာဉ်တော်ပါလာပြီဆိုရင်ကိုယ်နဲ့ဆိုင်ဟင်ကိုပြောတယ်လို့ဒီမှာနေရင်ချီဆုံးကောင်းဆုံးဝိညာဉ်တော်လွမ်းခြုံသွားရင် ကျမ်းမာခြင်းနဲ့လျောက်လာမယ်အာမင်မေတ္မာတော်နဲ့ကုတော်မဟုတ်ဝိညာဉ်တော်တမားတော်ဟာလာကုပေးမှာဖြစ်တယ်အာမင်ယူရင်ချင်းစီအာတန်လာမယ်လမ်းဆန်းလာမယ်အာမင်ဒါကြောင့်ဝိညာဉ်တော်ကိုစကားပြောပါစက်ကတ်ပါဝိညာဉ်တော်၌လမ်းဆန်းပါယေရှုကိုမျော်လင့်ပါအာမင်မကြာခင်ယေရှုကြွလာတော်မယ်ကျွန်တော်တို့ကိုအပေါ်ခေါ်တော်မယ်ဒီလောကမှာကြာကြာမထားတော့ဒါကြောင့် ဒီလောကမှာအများကြီးလည်းမဆုနဲ့ခင်ဗျာဆုနေတဲ့မြေကွက်တွေသူများတွေယူသွားမယ်ကျွန်တော်ကြောင့်မြေကွက်ဒီလိုက်ဆုတဲ့ဘွယ်ကြီးစတချို့တောင်မှတင်းကျိုင်းမြေကိုကျူဝဲတဲ့ဘွယ်ကြီးလည်းရှိသေးတယ်မဝဲနဲ့ငါတို့ကတင်းကျိုင်းကိုအာရုံပြုမဲ့လူမဟုတ်ဘူးအပေါ်တက်မယ်ဆိုတာအာရုံပြုမယ်မကြခင်အပေါ်တက်တော့မယ်လို့ပြောပါဦး သိမ့်စေခြင်းမှာပါသွားမယ်ဟာလေလုယာကျွန်တော်အရန်နှမျောတဲ့ဝတ်တော်မဝဲရဲတဲ့ရွှေငွေရတာဒီထားခဲ့မှာအဲ့မှာလူတွေလူမှာအဲ့ကြောင့်မြဲမြဲဝတ်ထား